ကျွန်တော်တို့ဘာလို့မျက်နာကိုလိုက်ရှာကြရတာလဲကျွန်တော်တို့မျက်နာလိုက်ရှာရတဲ့အကြောင်းရင်းကငါတို့ကာကွယ်ပေးမှန်းတူငါတို့ကိုချစ်ပေးမှန်းတူငါတို့ကို အနောက်ကနေမာမာမမတ်ယက်တီပေးမှန်းတူရှိတယ်လို့ခံစားရတော့ကြောင့်ဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့အတူတကွခွန်အားယူမိဒေသနာကောင်းစဉ်ကတော့ငါဤမျက်နာကိုရှာကြလောအခြေပြုချံစာလံချံအခန်းကြီး29အငယ်ရှက်ငါဤမျက်နာကိုရှာကြလောဟူသောအမိန်တော်ကိုရှေ့တော်၌အကျွန်ုပ်သည်တတိပြုလျက်အိုသာရဖျားကိုရောဤမျက်နာကိုရှာပါမည် မျက်နာလို့ပြောလိုက်တာနဲ့ပထမဦးဆုံးကိုမျက်နာကို အရင်တတိယမိပါတယ်မနက်မိုးလင်းတာနဲ့ကျွန်တော်တို့မျက်နာကိုမှန်ကြည့်ပြီးဘယ်မှာဝတ်ချံထွက်နေလဲဘယ်မှာအပူဖုပေါက်နေလဲမနေ့ကအိတ်တာအစင်ပြေရလားမျက်နာများဖောင်းလာပြီလားအဆရှိတော့ပြောင်းလဲမှုများကိုမှန်ကြည့်ရင်မိမိမျက်နာကိုစမ်းစစ်ကြပါတယ် တာသမီများတွေလည်းကြောင်းမပြန်လာတော့၎င်းကျူရှင်ကနေပြန်လာတော့၎င်းအလုံးမပြန်လာတော့၎င်းမိဘမျက်နှာကိုရှာတတ်ကြပါတယ်အဖေကောအမေကောမရှိဘူးလားဆိုပြီးမေးမြန်းတတ်ကြပါတယ်တချို့ကအဖေအမေမတွေ့တာနဲ့ငိုပါတယ်တချို့ကလည်းစိတ်မကောင်းဖြစ်ကြပါတယ်အဖေအမေတွေ့တော့လည်းအယံဝမ်းတာတယ် ငါမေရှိပါလားငါဖေရှိပါလားဆိုပြီးပျော်ရွှင်ခြင်းကိုခံစားရပါတယ်အဖေအမေမရှိတဲ့သူတွေကတော့မိမိတိမ်စီထားတော့အဖေအမေတပ်ဖို့ဟူတာထုတ်ကြည့်ကလွမ်းဆွတတိယကြပါတယ်ကျွန်တော်တို့ဘာလို့မျက်နာကိုလိုက်ရှာကြရတာလဲကျွန်တော်တို့မျက်နာလိုက်ရှာရတဲ့အကြောင်းရင်းက ်ငါတို့ကာကွယ်ပေးမှန်းသူငါတို့ကိုချစ်ပေးမှန်းသူငါတို့ကိုအနောက်ကနေမာမာမတ်မတ်ယက်တီပေးမှန်းသူရှိတယ်လို့ခံစားရတော့ကြောင်းဖြစ်ပါတယ်တခါတလေတော့တချို့လူတွေဟာလူတွေရှေ့မှာမျက်နာမြင်ရမှာမျက်နာမကြည့်မှကိုအရင်ကြောက်ကြပါတယ်ကိုကိုမျက်နှာတာပေးတဲ့သူကိုပဲရှာကြတာလဲများပါတယ် အမှန်တကယ်တော့ကျွန်တော်တို့အမြဲတမ်းဘာဝရမျက်နှာတာပြီးတော့သူ အမြဲတမ်းငြိမ်ချမ်းခြင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းကိုပြီးတော့သူဤမျက်နှာကိုရှာဖို့ရန်အရေးကြီးပါတယ်။စာလံကျမ်းအခန်းကြီး29အငယ်9မှ10မှာဖော်ပြထားတဲ့ကျမ်းပိုက်ကိုဖတ်ချင်ပါတယ်။အိုသာရဖျားအကျွန်ုပ်အော်ခဲ့တော်အတန်ကို နားထောင်တော်မူပါအကျွန်ုပ်ကိုတနာ၍ထူးတော်မူပါငါဤမျက်နာကိုရှာကြလောဟူသောအမိန်တော်ကိုရှေ့တော်၌အကျွန်ုပ်သည်တတိပြုလျက်အိုထာဝရဖျားကိုတော်ဤမျက်နာကိုရှာပါမည်ဒီမှာဖော်ပြထားတဲ့ဂျမ်ပိုက်ကတခင်ယေရှုကိုကားတိုင်းတင်မှုရန်စီရင်စစ်ကြောတဲ့အချိန်မှာယေပရောဟိတ်မင်းကြီးကတခင်ယေရှုအားပရိသတ်များကိုကြည်စမ်းဘလို့ထင်တယ်လဲဆိုပြီး အပြစ်စကားဖြင့်မင်းမြန်းနေတဲ့အချိန်ဖြစ်ပါတယ်။အဲ့ဒီအခိုက်အတန့်ဟာခရစ်တော်ဒီဖျားရှင်ထံရင်ဘတ်ထဲမှာစုတောင်းတဲ့ကြမ်းပိုက်လည်းဖြစ်ပါတယ်။ဒီလိုမျိုးဖြစ်တာနဲ့တပြိုင်နက်တည်းတပည့်တော်များကစွန့်ခွာထွက်ပြေးသွားတယ်လို့ရှင်မာသဲခရွင့်ကျမ်းအခန်းကြီး26အငယ်65မှာဖော်ပြထားပါတယ်။ ။ရာရှင်ကအသိကာလတလျှောက်လုံးတွင်ကုညီမဆခဲ့သည့်ဤသူယခုကာလတွင်လည်းစွန့်ပစ်မိမဟုတ်စောင်းလျှောက်တော်မူပြီးဖျားဖြစ်တော်ကြောင့်ဖျားကိုအကျွန်ုပ်ကိုမျက်နာလွှဲတော်မမူပါနဲ့အမျက်ထွက်၍ကိုတော်၏ကျွန်ကိုပယ်တော်မမူပါနဲ့အကျွန်ုပ်ကိုကယ်တင်တော်မူသောဖျားကိုတော်သည်အကျွန်ုပ်ကိုမှားဆတော်မူသည်ဖြစ်၍အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနဲ့လို့ တောင်းလျှောက်တဲ့အရာကိုလည်းတွေ့ရှိရပါတယ်။ဒါကြောင့်ဏိကုံချုပ်အနေဖြင့်ကျွန်တော်တို့အခုလိုမျိုးခဲရင်ဆုံးယုတ်တော်ကာလတွေဖျားမျက်နှာကိုရှာဖို့ဖျားကိုတွေးဖို့ဖျားကိုယုံကြည်ဖို့အရန်အရေးကြီးပါတယ်။ဘလို့ပဲနေရပဲရရောက်ဖျားက ကျွန်တော်တို့ကို ပြစ်မသွားပါဘူး။ပြစ်မထားပါဘူး။ကျွန်တော်တို့ကဖျားသခင်ရဲ့မျက်နာတော်ကိုရှာတွေ့ခြင်းဖြင့်ငြိမ်သက်ခြင်း ဝမ်းမြောက်ခြင်းလုံခြုံခြင်းကို ခံစားရရှိကြပါစို့လို့တိုက်တွန်းရင်းဒေသနာကိုညီကုန်းချုပ်အပ်ပါတယ်။ဇာလံကျမ်းခန်းကြီးတရားငါအငယ်လေးသာရဖျားနဲ့ဒီလိုတော်ကိုရှာကြလောမျက်နာတော်ကို အစင်မပြတ်ရှာကြလော။